စာတရားတွေဆိုတာကိုဘာကြောင့်ဒီကနေ့ခေတ်မှာမစွမ်းရတဲ့လဲဆိုတာလေးကိုပြောဖို့အရင်မှတ်ထားတယ်။အဲ့ဒါကမင်းဝန်းဆိုတော်ဘုရားကြီးရဲ့เนาะအယူအဆပေါ့ဒါကလည်းပဲအလုံးမတဘာဝကြနဲ့တက်စရာကောင်းပါ။အဲ့ဆိုတော့ကြီးကဘာပြောတယ်ဆိုတော့အခုခေတ်လူတွေတစ္ဆာဆိုရတယ်ဘာကြောင့်တစ္ဆာတရားတွေကမစွမ်းတာတော့အဲ့တော့ဘာပြောတယ်ဆိုတော့တစ္ဆာတရားစွမ်းတယ်ဆိုတာတဲ့အဲ့ဒီတစ္ဆာဆိုတဲ့ပါဇက်ကတစ္ဆာရှိဖို့လိုတယ်တဲ့။နော်တစ္ဆာဆိုမဲ့နှုတ်ကအခုခေတ်မှာများသောအားဖြင့်လူတွေကတစ္ဆာ အမှန်တရားကိုသိပြီးတော့မပြောကြဘူးတစ္ဆာဆိုမဲ့သူရဲ့နှုတ်ကမှုသားနိုင်ငံကြီးဖြစ်နေတယ်တဲ့အဲ့ဒီမှုသားနိုင်ငံကြီးဖြစ်နေတဲ့ဗဇက်နဲ့တစ္ဆာဆိုတဲ့အတွက်ကြောင့်တစ္ဆာကမစွမ်းတာတဲ့ရှိတော့ကတစ္ဆာတွေစွမ်းတယ်ဆိုတာကရှိတော့ကလူတွေကတစ္ဆာအလွန်တည်တယ်ပေါ့သူရဲ့နှုတ်တွေကတစ္ဆာနိုင်ငံကြီးဖြစ်နေတယ်တဲ့ဒါကြောင့်အရေးကြုံလို့သူတို့တစ္ဆာဆိုလို့ချင်းသူတို့ရဲ့တစ္ဆာတွေဟာအစွမ်းတတိကိုပြကြတယ်ပေါ့အဲ့တော့ရှိတော့ကတော့တစ္ဆာရဲ့အစွမ်းကိုလည်းပြတယ်ထင်ရှားတွေ့ရတယ် အဲ့လိုပဲလိန်ညာတဲ့မှုသာဝါဒရဲ့အစွမ်းကိုလည်းတွေ့ရတာပဲ။ဟောစီတိယဇတ်ဆိုတာရှိတယ်။မှုသာပြောလို့မြည်မြိုတဲ့ဇတ်။အဲ့ဒီစီတိယဇတ်ကလည်းပြောစရာအလွန်ကောင်းတာပါပဲ။နော်မှုသာပြောလို့မြည်မြိုတယ်ဆိုတာအံ့ဩစရာအလွန်ကောင်းပါလေ။တစ္ဆာတရားဘာကြောင့်အစွမ်းတတ္တိမထက်တာလို့မေးရင်တစ္ဆာဆိုသောနှုတ်သည်မှုသာစကားခဏခဏပြောနေလို့တစ္ဆာက မစွမ်းတာလေ။